လောကမှာမြင်ရမမြင်တဲ့အရာတွေနာနာဘာဝတွေတကယ်ရှိတယ်ဆိုတာမယုံကြည်သူတွေအတွက်ကတော့ပြောမယုံကြုံမသိဆိုသလိုကိုယ်တိုင်လက်တွေ့ကြုံရမှာပဲသိကြပါလိမ့်မယ်ကျွန်တော်ကတော့အလုတ်ကိစ္စနဲ့ခီးတွေထွက်ရင်လည်းကိုယ်တိုင်နှစ်ဖူးတွေဒူးတွေလက်တွေ့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကအများကြီးရပါ highway land တွေပေါ်ကပရာလောကသားတွေပါပဲပထမဆုံးကြုံခဲ့ရတဲ့အဖြစ်အပျက်ကလည်းဒီလိုပါအဲ့ဒီနေ့တော့အလုတ်ကိစ္စနဲ့လာရှုဘက်ကိုသွားစရာရှိတာကြောင့်ကျွန်တော်တို့လင်မယားနေရောက်ကအိမ်ရကားလေးနဲ့ပဲတယောက်တစ်လက်စီမောင်းမယ်ဆိုပြီးတော့ထွက်လာခဲ့ကြတာဗျကျွန်တော်တို့အိမ်ကနေစတွေ့တော့ည9နာရီထိုးနေပြီနေခင်းမဲ့ဆိုရင်အရန်ပူရာက ြောင့်မလို့လူသက်တအောင်ဆိုပြီးတော့တမင်တကာညဘက်မောင်းသွားကြဖို့ဆုံးဖြတ်ခဲ့ကြတာပါကျွန်တော်တို့ပြင်ဦးလင်စတဲ့တဲ့ချိန်မှာပဲမိုးလေးကတဖြောက်ဖြောက်နဲ့ရွာလာတယ်ဗျာ22မိုင်ကိုရောက်တော့မိုးတွေကအရန်သေးလာတာနဲ့မိုးနည်းနည်းဆဲသွားဖို့စောင့်ရင်လည်းကားခဏနားရင်လည်းစားကြတော့ကြပေါ့မိုးလေးနည်းနည်းဆဲသွားတော့ကျွန်တော်တို့ခီးဆက်ကြမယ်ဆိုပြီးထွက်ခဲ့ကြတယ်22မိုင်ဈေးဆိုင်နန်းရဲ့အကျော်လောက်ရောက်တော့အသက်9နှစ်လောက်ရှိမဲ့ဂါဝန်လေးနဲ့ကလေးမလေးတယောက်ကိုလက်တွဲထားတဲ့အမျိုးသမီးတယောက်ကတစ်ပင်တစ်ပင်အောက်ကနေပြီးတော့ကားကိုလက်ပြပြီးတော့တားနေတာကိုတွေ့လိုက်ရတယ်နှွေးဟိုမှာကြည့်ပါဦးကွာမိမတယောက်နဲ့ကလေးတယောက်ကားတားနေရမို့လား ဟုတ်ပါရဲ့မိုးရွာထဲမှာကလေးလေးနဲ့ရက်ပေးလိုက်ပါကိုကိုရဲ့ကူညီစရာရှိရင်လည်းကူညီလို့ရအောင်လေအဲ့ဒါနဲ့ပဲကားကိုကျွန်တော်တို့လင်မယားနှစ်ယောက်ကလည်းရက်ပေးလိုက်မိပါတယ်ဘာကူညီပေးရမလဲဗျကျမတို့ဈေးလာတဲ့ကားပြတ်သွားလို့ပါရှင်မိုးကလည်းချုံနေပြီဆိုတော့ line ကားတွေလည်းမရှိတော့လို့ပါ အဲ့ဒါကျမတို့သားမေကအရေးတကြီးကိစ္စရှိလို့နောက်ချိုအချိန်မီရောက်မှဖြစ်မှာပါဖြစ်နိုင်မယ်ဆိုလို့ရှိရင်လမ်းကြုံလေးလိုက်ခဲ့လို့ရမလားရှင်ကာတာစီရဲ့အမကြီးရဲ့စကားအဆုံးမှာတော့မိမဖြစ်သူကဘယ်လိုလဲဆိုတဲ့အကြည့်နဲ့ကျွန်တော်ဘက်ကိုလဲကြည့်လာပါတယ်သူတို့သားမေ၃ယောက်ကိုကျွန်တော်အကဲခတ်ကြည့်လိုက်ပြီးတော့ကျွန်တော်စီအဖေကိုသူတို့တွေစောင့်နေကြရပါမုံမိထားလို့လည်းထင်ပါတယ်သားမေ၂ယောက်စလုံးကမျက်နှာလေးတွေကိုဖြူဖက်ဖြူရော်နေပါကိုညီလိုက်ပါကိုကိုရဲ့နှွယ်တို့လည်းလမ်းတင်နေရပဲလေလာလာမတို့တက်ကြလေနော်ကျေးဇူးတင်ပါတယ်ငတ်မောင်နဲ့ညီမရဲ့ဟုတ်ကဲ့ရပါတယ်ဗျာ ကျွန်တော်တို့စီကခွင့်ပြုချက်ရတာနဲ့ပဲသူတို့သားမိနှစ်ယောက်ကနောက်ခံတကားကိုဖွင့်လိုက်ပြီးတော့ဝင်ထိုင်လိုက်ကြပါတယ်။ထူးဆန်းနေတာကသူတို့သားမိဝင်ထိုင်လိုက်တာနဲ့တပြိုင်နက်တည်းကျွန်တော်ရောကျွန်တော်မိန်းမပါဖြန်းကနေဆိုပြီးစက်သိန်းနေထားသွားကြတာပါပဲ။ဒါပေမဲ့လည်းရာသီဥတုရဲ့အခြေအနေကြောင့်ရောကားအဲကုန်းဖွင့်ထားတာကြောင့်ဖြစ်မှာပါဆိုပြီးအမတ်တမဲ့ပဲနေလိုက်ကြပါတယ်။လမ်းတစ်လျှောက်လုံးလည်းပုတ်ဝဲအနှံ့မျိုးကြီးရလိုက်စက်သိန်းနေထားလိုက်နေတယ်။ နောက်ခန်းမှာပါလာတဲ့သားမိကိုမတိမတာကြည့်မိပြန်တော့လေသူတို့တွေကဘာမှမဖြစ်ဘာနဲ့မှမရတယ်လို့ဘာမှလည်းမခံစားရတယ်လို့မျိုးပါကားပေါ်စတဲ့ကစားကစကားတစ်ခွန်းစနှစ်ခွန်းစပြောကြသေးပေမလဲနောက်ပိုင်းမှာတော့ကျွန်တော်တို့ကိုယ်တိုင်ကစကားနှဲတာရောအဲ့ဒီအမျိုးသမီးပုံကြီးရတာတခုခုကိုပူပင်တော့ကရောက်နေတယ်လို့ပုံစံဖြစ်နေတာကြောင့်ရောပါစကားဆက်မပြောဖြစ်ကြတော့ပါဘူး တစ်ချက်တစ်ချက်အကဲခတ်တယ်လို့မျိုးသူတို့သားမီးကိုကြီးလိုက်မိတဲ့အချိန်တိုင်းမှာလည်းအမျိုးသမီးကကားပရင်းပေါက်ကနေအပြင်ကိုငင်းနေပြီးတော့ကလေးမလေးကတော့အမေရဲ့ရင်ဝင်ထဲမှာခေါင်းမိပြီးတော့အိတ်နေပါတယ်။နောင်ချိုကိုရောက်တော့သူတို့ကားရက်ခိုင်းတဲ့နေရာမှာပဲကျွန်တော်ရက်ပေးလိုက်ပါတယ်။ကျေးဇူးတင်စကားအချင်းချင်းဆိုပြီးတော့ထွက်သွားတဲ့သူတို့သားမီးကိုကြည့်ရင်ကျွန်တော်ရဲ့ရင်ထဲမှာအမည်မသိတဲ့ခံစားချက်တစ်ခုကိုလိုက်ခနဲခံစားလိုက်ရပါတယ်။အရင်နောင်ချိုကဆိုင်လေးတစ်ဆိုင်မှာပဲကျွန်တော်တို့လင်မယားမနက်စာစားရင်လည်းသူတို့သားမီးကိုကြည့်ရတာတမျိုးဖြစ်နေတဲ့အကြောင်းပြောပြတော့ကျွန်တော်တို့ပြောနေတဲ့စကားတွေကိုကြားသွားဟန်တူတဲ့ဆိုင်ရှင်အမကြီးကရောက်လာပြီးတော့ ော့မဟုတ်မလွယ်ရောဒီကညီမတို့ပြောနေတဲ့သားမိဆိုတာမိမအသားဖြူဖြူအသက်30ကျော်လောက်နဲ့ကလေးမလေးကအသက်9နှစ်လောက်ရှိတယ်ဟုတ်တယ်မလားဗျာဟုတ်ဟုတ်ပါတယ်ဗျာဒါနဲ့ဒီကအမဘယ်လိုသိရလဲဗျာသိရပါမောင်လေးရဲ့သိရပါ မောင်လေးတို့ကတော့တကယ်ဟာရင်လည်းတွေ့ကြတာပဲမောင်လေးတို့ပြောတဲ့သားမီးကအရင်ကဒီနောင်ချိုရပဲနောက်ပိုင်းသူ့မျိုးသားအလုပ်ကိစ္စနဲ့ပြုံးလွင်အောင်သွားနေရတော့သူတို့သားမီးပါလိုက်သွားကြတယ်လေကောင်မလေးမိဘတွေကတော့ဒီနောင်ချိုမှာပဲကြံခဲ့တာပေါ့လွန်ခဲ့တဲ့တစ်လလောက်ကသူ့မိနေမကောင်းလို့ဆိုပြီးကလေးမလေးကသူ့သမီးလေးနဲ့အတူမိဘတွေအိမ်ကိုပြန်သွားလေကလေးမလေးတို့သားမီးကကန်ဆိုးရှာပါတယ်တရက်နေမကောင်းဖြစ်နေတဲ့သူ့မိတွေလိုအပ်တဲ့ပစ္စည်းတွေထွက်ဝယ်နေတယ်ကားလန်ကူရင်နဲ့သူတို့ကားတိုက်ခံလဲရတာ ကားလည်းအချိန်များတော့သူတို့သားမိခင်များနေရာမှာတွေပွဲချင်းပြီးဆုံးသွားရှာတယ်။အေးသူတို့ခင်များတန်ရုံးစင်တွေမပြတ်နိုင်ရှာဦးထင်ပါတယ်။မိသားစုတွေကအမြဝေအလူတန်းတွေလှုပ်ပေးကြပေမဲ့လည်းအခုချိန်ထိသူတို့ကမကြွမလွတ်နိုင်ကြသေးဘူး။ရက်ချားစုသူလိုမျိုးနောင်ချိုနဲ့ပြုံလွင်ကိုကားတွေတားပြီးတော့လမ်းကြုံလိုက်လေးရှိရတယ်။ဒါပေမဲ့သူတို့တွေကဘသူ့မှာတော့ဘာမှအနေမပြုကြပါဘူး။တိတဲ့လူတွေကတော့ဘယ်ရက်ပေးရမလဲ။မောင်းပြေးကြပါဗော။ဒီကငါးမောင်တို့လိုမျိုးမတိသေးတဲ့သူတွေကတော့မကြခဏဆိုသူလိုအဲ့လိုမျိုးတွေကြုံရတတ်တယ်။ဗျာ။ ဟိုဒါဒါဆိုရင်သူတို့တွေကတရေတွေပေါ့ဟလားအဲ့လိုလဲပြောလို့ရတာပေါ့မောင်လေးရယ်မကြွမလွတ်သေးတဲ့ပရလောကသားတွေပေါ့ဆိုင်ရှင်အမကြီးပြောတဲ့အကြောင်းကိုကြားလိုက်ရတဲ့နောက်တော့ကျွန်တော်တို့လင်မယားနှစ်ယောက်လည်းတယောက်ကိုတယောက်မျက်နှာပြက်ပြက်နဲ့ကြည်ရင်းနဲ့ဖျားတားလိုက်မိကြပါတယ်ပရလောကသားတွေနဲ့တညာလုံးကားတူတူစီးလာခဲ့ရတဲ့အဖြစ်ကိုပြန်တွေးမိရင်းနဲ့ချက်သိမ်းနေထားပြီးတော့ခေါင်းတွေပါကြီးလာတယ်လို့ပါပဲနောက်ရကြတော့ကျွန်တော်မိမလည်း3-4ရက်လောက်ဖျားသွားတာတော့တကယ့်ကိုအမတ်တရပါပဲအဲ့ဒီနောက်ပိုင်းမှာလည်းညဘက်တွေခရီးတွေသွားတဲ့အချိန်မှာပရလောကသားတွေကိုပုံစံမျိုးမျိုးနဲ့ကြုံရလိမ့်ရှိပါတယ်ဒါပေမဲ့လည်းကြာလာတော့ ိတ်တော်မကြောက်တတ်တော့တလို့ပါပဲဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစောနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မူရင်းရေးသားသူကိုလည်းကာရဝပြွေနဲ့နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်